မိမတို့ရဲ့ကာရင်တွေကိုစော်ကားစီရင်ရည်ရွယ်၍ပြောဆိုပြမှုမယ်ဆိုရင်အေးအေးယူလို့ရပါသလားအားလုံးပဲမင်္ဂလာပါရှင်ဒီဘက်ကတော့ LLB Group မြန်မာ Law Firm ကတရားစတော်ရှေ့နေဂျော့ခိုင်စုတွေဖြစ်ပါတယ်ဒီဘက် Law Firm အနေနဲ့အများပြည်သူတို့တည်ထားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးမျှဝေပေးနေရရှိပါတယ်ရသက်ကြီးပုံမှာ900ကုန်မှာဘလို့ပြထားတာတလဲဆိုရင်မိသူမဆိုမိမတူဦးကြီးကိုင်ဒရီကိုစော်ကားရင်ကြံရွယ်၍ ပြောဆိုခြင်းပြုသည့်တွင်သို့မဟုတ်အတန်ပြုသည့်တွင်သို့မဟုတ်ကိုအမှုရာဖြစ်စေပြုသောအတန်ကိုဖြစ်စေထိုမိမ့်မအားကြားစေရန်ကြံရွယ်လျင်သို့မဟုတ်ပြုသောကိုအမှုရာကိုဖြစ်စေပြသောအရာဝတ္ထုကိုဖြစ်စေထိုမိမ့်မအားမြင်စေရန်ကြံရွယ်လျင်သို့မဟုတ်ထိုမိမ့်မရဲ့ကိုင်းဒရီကိုစော်ကားရဲ့ကြံရွယ်ရေးထိုမိမ့်မရဲ့စိတ်ွယ်ရာသို့ကျူးကျော်လျင်ထိုသူကိုတနည်းအထိအလုံးမဲ့ထောင်နှံဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်ရီအလုံးဖြစ်စေချမှတ်ရမယ်လို့ပြဋ္ဌာန်းထားပါတယ် ယ်ဒီရာဇသက်ကြီးပုံမှာ900ကိုရာရဲရဲမပိုင်ပါဘူးအာမခံပေးလို့ရတဲ့ပုံမှာမျိုးဖြစ်ပါတယ်တရားရုံးရဲ့ခွင့်ပြုချက်ဖြင့်ကြည်အေးနိုင်တဲ့ပုံမှာဖြစ်တယ်ဒါကြောင့်ကျမရဲ့ဆွေးနွေးမျှဝေမှုကိုအနည်းချောရမယ်ဆိုရင်တော့မိမတို့ရဲ့ကင်ဒရီကိုစော်ကားစီရန်ရည်ရွယ်တဲ့စကားတွေကိုအမှုရာတွေပြုလုပ်မှုတွေပြုလုပ်မယ်ဆိုရင်တော့ထောင်နဲ့ချမှတ်ခံရနိုင်တဲ့ငွေရန်ချမှတ်ခံရနိုင်တဲ့အပြင်ထောင်နဲ့ရောငွေရန်ပါချမှတ်ခံရနိုင်ပါတယ်နောက်တစ်ပိုင်းမှာတက်ဆိုင်ရာခေါင်းစဉ်တစ်ခုနဲ့ဆက်လက်ဆွေးနွေးမျှဝေပေး းဇူးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုကြည့်ရှုပေးခဲ့သူအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်